မင်္ဂလာပါရှင်စတိုရီအော်ဒီယိုဘွတ်ချန်နယ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုပါရှင်ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူများပလဲခင်ရှိတာထားတယ်ရှင်ခွဲမြောင်းဆိုတဲ့ဝိတုတို့ဇလံလေးကိုအစအဆုံးတင်ဆက်ပေးသွားကြပါမယ်။နားဆင်ပေးပါရှင်။အောင်မြင်ကြကြတဲ့အမှုပညာရှင်တွေရဲ့ နှလုံးအိမ်ဝဲအင်္ဂုံကိုစီရှိကြလေလို့ထင်တယ်။တက္ကတရံအဲ့ဒီအင်္ဂုံစိတ်ကသူရဲ့အောင်မြင်ကြောကြားမှုကိုတောအားပြီးလှုံ့ဆော်နိုင်စွမ်းရှိတယ်လို့တက္ကတရံမှာတော့လေသူရဲ့ဝိညာဉ်စိတ်ကိုပါစိုးမှုချုပ်ကန်ချက်လဲနိုင်စွမ်းရှိကြောင်းကိုတော့ဖြင့် ကျမငယ်စင်းကနှစ်သက်ခဲ့တဲ့အိမ်ယာဝင်ပုံမြင်နေအနေစနိုးဝိုက်ပုံမြင်လေးကိုအလွန်နှစ်သက်ခဲ့တဲ့အားလျော်စွာစနိုးဝိုက်မင်းသမီးတွေပုံရဲ့အငွေသက်တွေကကျမရဲ့နှလုံးအိမ်ကိုတိုက်အောင်ဝင်ရောက်ပိုးကက်နိုင်လိမ့်မယ်လို့ ကျမတဆိတ်လေးများတွေးတင်မထားမိခဲ့ပါသေး။တိုင်းမဲနှစ်ပေါင်းကာလအတော်ကြာတဲ့တိုင်အောင်အမောင်းစိတ်တင်ကမင်းမျောနေခဲ့တယ်။ကျမရဲ့နှလုံးသားရုတ်တရက်လှုံ့ဆော်မှုတွေကြောင့်တရေနှိုးထလာခဲ့တယ်။နှောင်းလိုမောင်ရဲ့ခေါ်တန်ပြပြတတကိုကြားလိုက်ရလို့လက်ကောင်။ညာလက်ကောင်ပေါ်မှာထင်ကျန်ရင့်နေရဲ့နှွေးထွေးမှုအငွေ့သက်ကမောင်ရဲ့နန်းဆိုင်တော်မှုကြောင့်လက်ကောင်။မြောင်းဝဲစွန်ထင်ထင်ရဲ့ကြံ့ရခဲ့တယ်။ မောင်ပုံရေးကြောင့်လက်ကောင်ကျမလန့်ဖြန့်ကတရေနိုးလာခဲ့လေပြီနိုးနိုးချင်းရှာပွေမိလိုက်တာကမောင်ကိုဖြစ်တယ်ဒါပေမဲ့စက်ကရိယာပင်နဲ့ပိုက်တန်းလန်းတွေရှုပ်ထွေးနေရဲ့ကိုယ်ခန္ဓာကိုကိုပြန်လည်မြင်တွေ့လိုက်ရတဲ့အပြင် အသက်ကို ခဲရခဲစေရှူရှိုက်နေရတဲ့ကိုကကိုတတိပြုတ်မိလိုက်မှာအော်ငါဆေးရုံကို ရောက်ရှိနေပါလားလို့နားလည်လိုက်တယ်ဒါဆိုရင်ဆော့ဆော့ကမောင်ရဲ့အသံမောင်ရဲ့အနံမောင်ရဲ့အရှိတ် ဒါရီယာအိမ်မက်ပြီပဲလားမောင်ကိုရှာဖွေမိတယ်မျက်နှာစိမ့်တွေအလဲမှာမောင်ကိုရှာဖွေလို့မတွေ့နိုင်ပြီမလို့စိတ်ကိုလျှော့ချလိုက်တယ်ထို့စဉ်နှလုံးသားအကွဲကြောင့်နဲ့မှယိုစီးထွက်လာတဲ့သွေးစိမ်ရှင်ရှင်ကမျက်ဝန်းကိုအရာမှာမျက်ရည်အပြင်ပြောင်းလဲကစိမ့်ထွက်လာခဲ့တယ်လဲကြနေကျမခန္ဓာကိုယ်ကြီးပြန်ဖက်ဖို့အရေးတကြီးလိုအပ်လာပြီလို့ကျမကိုကျမနားလေလိုက်လေပြီနှင်းစီရောင်စုံပန်းစီကို ပွေပိုက်ကဝင်လာတဲ့ မင်းမင်းကိုပင်ခက်ကြောင်ကြောင်ငေးကြည့်နေမိရဲ့တက်တိုင်လာနှောင်းမိမိရဲ့မိကုံကိုကျမနှကန်းလေးတွန့်တယ်ဆိုတာပြောပြီးအပြေပေးလိုက်မိရဲ့မပြေပြင်းတဲ့အပြုံဟာအပြုံတို့ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်ဒုနာဆောင်ဖြင့်ကျမကိုစောက်ပေးနေရဲ့ညီမဝမ်းခွက်ကပန်းစီကိုကမ်းယူပြီးတော့ပန်းအောင်မှာစိုက်ပြင်ကိုမင်းလာတော့လေကျမအညာပြေလမ်းရှောင်နေအကျဉ်တော့လေးတော့ဝယ်လာအောင်မယ်နော်အဲ့လိုပြောကရှောင်ထွက်သွားတယ်ငါထားတဲ့သူနာပြုတ်ကလည်း ညီမနဲ့တူလိုက်ထွက်သွားတယ်။အော်ညီမတို့လိုပင်အလုံးကအသေးမြပြုတ်ထားကြတယ်။ချစ်သူစုံတွဲလေးတတွေ့ပြေကျမနဲ့မင်းမင်းကိုသိနေကြတယ်။အစတော်မင်းဖုံးကန်နေအစတော်ရှင်နှောင်းတို့လက်ထပ်ဖို့ရဲ့နေရာတို့ကိုပင်စာနေစင်းလောကမှာတဆင့်အတိအလင်ဖွင့်ဟာကြီးညာပြီးဖြစ်တယ်။မင်းမင်းအခွေအချင်းတွေကဘယ်လိုလဲရင်ကောင်းတယ်အရမ်းမကောင်းတယ်။လိုက်ရှိုးပွဲအောင်မြင်တယ်လို့အခွေလည်းပေါက်မှာပဲ။ အဲ့ဒါတွေကအရေးမကြီးပါဘူးအရေးကြီးတာကနှောင်းအမြန်နေကောင်းတာပေါ့ပဲအနုပညာတက်တန်း15နှစ်တာကာလအသက်က35နှစ်ဆိုတော့အရွယ်ကလည်းကြာကနေပြီအိမ်တော်ကလည်းပြုတော့မယ်အိမ်တော်ပြုတ်လိုက်ပြီဆိုတာနဲ့အိမ်တော်တောင်ကအနေနဲ့အများဆုတ်တယ်လို့ဖြေးစည်းလာတော့မယ်ဒါသမီးယတနာကိုလည်းသူတို့ရှာယူအောင်မှာဆိုတော့ရှင်နှောင်းနာမည်တက်နေတော့တကူတော်လိုက်ရှိုးပွဲလေးကိုမိမိရဲ့အကူကြီးနဲ့လောက်ပေါ်ကိုင်းပဲဂီတမွန်နမရဲ့အကူကြီးနဲ့ ဖျင်းမြောင်လှုပ်ပြီးစီးသွားတဲ့ညမှာပင်ကျမဟတ်အပ်တဲ့ရကရန်ကုန်စီးရုံကြီးရဲ့အရေးပေါ်ကုသမှုကို အချိန်မီခံယူလိုက်ရတယ်။ဒါကြောင့်လောကကြီးနဲ့ခွဲခွာဖို့ကိစ္စမဖြစ်မြောက်တော့ပေ။ကျမရှင်တော်ကျမချက်ပရိသတ်တွေတချင်းတွေအများကြီးတည်ဆိုပေးနိုင်အောင်ပါလား။ဓမ္မမဟုတ်ကျမတို့ရဲ့အမှုပညာမျိုးဆက်ကိုခံယူမဲ့သားသမီးတွေအတွေ့ကျမဘွားရဲ့ကြံရှိတဲ့တတန်းကိုကောက်ဆုံးရတော့မှာလား။တွေ့လိုက်ရုံနဲ့ရင်းဝယ်နာကျင်မှုဝေဒနာကို ်တမြင့်မြင့်ခန်းစားလိုက်ရတယ်။နှာဓာတ်တွေအေးစက်နေရောမှာပဲလား။ဟင်။ကျမရဲ့ပိုက်တန်းလည်းတက်ထားတယ်။ညာလက်ကိုမင်းမင်းက အုံမိုးဆုပ်ကန်လိုက်တဲ့အခါကျမတုံ့လို့သွားပြီ။လက်ကိုလည်းဆက်ကနေရုံးပြလိုက်တယ်။အတိတ်ကမောင်နှင်းသွားခဲ့တဲ့ ကျမရဲ့ညာလက်ပုံကိုလည်းမောင်အနေအငွေတက်ကြောင့်ကျမဂီတာကျိုးတွေကိုကိုရိုင်းတီးခတ်တန်းစေရှာနိုင်ခဲ့တယ်။မောင်အချစ်ကြီးလွန်းလို့အမျက်ကြီးခဲ့ကျမတွေဂီတာတန်းစေတဲ့ချင်းတွေကို အဘတရာရှင်ခွဲမတဲ့ဟိအောင်တီဆိုနေရခြင်းနဲ့ဖြေသိမ့်ခြင်းနဲ့နှိုင်ခဲ့တယ်။မေးပြောင်းနှိုင်ခဲ့တယ်။အခုမှအိမ်မက်ထဲမှာ မောင်နှင်းသွားခဲ့တယ်။ညာဘက်လက်ဖမိုးလေးပေါ်မှာမောင်အငွေတက်လေးပျောက်ဆုံးသွားမှဆိုရကြောင်းမိမိအဆုတ်ကန်လိုက်မှုကိုထိတ်လန့်တကြားစက်ကနေရှုံးဖက်လိုက်တယ်။အဲဒီခါမှကျမနှလုံးသားကိုကျမတတိပြုံမိလိုက်တယ်။ကျမနှလုံးသားကကျမရဲ့အချစ်ဦးမောင်ကြောင့်အစိမ့်စိမ့်မမပြက်စည်းနေခဲ့တယ်။ အဲ့ဒီပြက်စင်းကြီးရဲ့နှလုံးသားအဲ့ចောင်းတွေက ပေါ်ထွက်လာတဲ့တန်စင်တွေရဲ့တွန်းအားကကျမကိုအောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်အောင်ပို့ဆောင်ပေးနေရဲ့နောက်ပြီးကျမကိုအမဲကူညီဖေးမတတ်တဲ့ကျမရဲ့ចောင်းတွေပဲတငယ်ချင်းမင်းမင်းခေါ်မင်းဖုံးကန်နေအနုပညာလောကဇက်ခုံပေါ်မှာပြန်ဆုံမိကြတယ်မိပါချင်းကလည်းရင်းနေပြီးသားဆိုတော့ကျမတို့နှစ်ဦးကိုလက်ထပ်ပေးဖို့စေးဆက်ចောင်းလည်းပေးထားကြတယ်ကျမမင်းမင်းကိုချက်နိုင်မချက်နိုင်ကျမနှလုံးသားကိုတကောင်းမှမပြေးကြည့်ခဲ့ မမေမေလာတုံးကလည်းကိုမသိဘူးအချစ်ဆိုတာကြီးကိုကိုမယုံချင်ဘူးဒါပေမဲ့ယူနယ်လက်ထပ်ပြီးရင်တော့ရုပ်တွေစနေကသားသမီးရဲ့အတွက်မိခင်ကဖြစ်ဖို့ကိုတော့ကိုဦးစားပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်အေးကို့အဖြစ်ကိုယူမကြိုက်ဘူးဆိုရင်ကိုနဲ့လက်ထပ်ဖို့ယူညင်းနိုင်တယ်နော်ကျမဖြေခဲ့ဘူးတာကိုတော့ကျမအမဲရနေခဲ့တယ်မင်းမင်းကလည်းကျမအဖြစ်ကိုကျင့်နေသွားရည်ပဲလားမကြမ်းလို့တာကြောင့်လားမသိနောက်ထပ်အချင်းနဲ့ပတ်သက်တဲ့ဆွေးနွေးမှုမျိုးမလုပ်တော့ကြဘူး နောင်ဘာဖြစ်လို့လဲလက်နာနေလို့လားမိမိကအလန့်တဲကြာလက်ကိုရှုပ်သိမ်းလိုက်ပြီးတော်လို့စွာနဲ့မျက်ရည်တွေပင်ရွှေဝဲလာကျမကိုတန်တော်ကြီးကမိလိုက်တယ်တည့်ရခါမှာလက်ရှိအခြေအနေရရက်ကိုကျမသဘောပေါက်လိုက်ပြီးတော့ခေါင်းခါလိုက်တယ်စိန်ထွက်နေတဲ့ကြေကွဲဝင်တွေကလွင့်စင်သွားလိမ့်ရဲ့နောင်ဘာဖြစ်လို့လဲဘာခံစားနေရလို့လဲဆောင်းတောက်ခေါ်ပြရမလားမိမိကိုနားပြရစီအဲ့ဒီစကားကိုတော့ကျမပြပြတတ်ပင်ပြောလိုက်ပြီးတော့ မျက်ခွန်တကားကိုပိတ်ချလိုက်တယ်။အဲ့လေအိတ်ပါအိတ်ပြောင်အိတ်လိုက်ကိုမပြန်သေးဘူး။ရွှေညမပြန်လာတဲ့အထိရွှေစောင့်နေမိမယ်။မမေ့ရဲ့အလိုက်သေးတယ်မို့ကျမပေါ်ငဲ့ညာမို့ကိုကြီးဖေးမမတွေကကျမရဲ့အမှုပညာတတ်တန်နဲ့အတုတက်ကွရှင်တန်နေခဲ့ပါလေ။ကျမနှလုံးသားကမမေ့အပေါ်ဘာကြောင့်မတုံ့ပြန်နိုင်ရတာလဲ။မမေ့ကိုအနားမှာထားပြီးသူရဲ့ဆောင်းရှောင်းမှုကိုလည်းခံယူနေပါလျက်ကရွေမျိုးသွားရတာကတော့မောက်ထန်ကိုပဲ။ မောင်ကိုကျမတွေ့ကျင်လာမိရဲ့တန်တန်တတကိုတွေ့ကျင်စေဖြစ်ပေါ်လာမိရဲ့ကျမပြန်လဲနေကောင်းလာဖို့အရေးကြီးရဲ့ဒါမှမောင်ကိုတွေ့ဆုံနိုင်မယ်မောင်ကိုတွေ့ရင်ကျမမေးစရာပဲရှိရဲ့နောက်ဆုံးတောင်းဆိုစရာတခုရှိရဲ့အတိတ်ကမောင်ဟာကျမကိုတွေ့ဆုံဖို့အချိန်ချင်းစူးစားခဲ့ပေမယ်ခေါင်းပန်းတထောင်လိုစောင့်ကြက်ကစီးထားတဲ့ကျမရဲ့အတိုင်းဝိုင်းတဲ့မောင်ဖောက်တင်းဝင်ရောက်ခြင်းကိုမစွမ်းဆောင်နိုင်တဲ့အဆုံးမောင်လက်လျှော့သွားခဲ့ပြီးထင်ပါတယ် ကျမဘွားမှာမောင်ဟာအရေးတောင်မင်းမတန်းတော့ပဲအပီးတိုင်ပျောက်ဆုံးသွားခဲ့လေတယ်။ဒီကနေ့တိုင်းထိပဲကျမကိုမောင်နာကြီးသွားခဲ့ပြီထင်ပါတယ်။မောင်ပဲရောက်နေရလေ။ရလူရက်ခင်ဖြစ်နေရဲ့ကျမနှလုံးအိမ်ကို အိမ်မက်သေးကနေဝင်ရောက်ကလှုပ်ခက်လှုပ်နှိုးသွားခဲ့တဲ့မောင်တွေကျမလူလောကကိုပြန်လဲရောက်ရှိလာခြင်းလို့ဖြစ်နေပြီလားလို့ထင်အောင်ထင်မှတွေးနေတယ်။အမှန်တကယ်လေမေရော်နေရာမှာတတိပြန်လဲလာတဲ့အချိန်အားစပြီး စက်ကံမလန်မောင်းကိုတတိယတန်းတာနေမိရကအမှန်စင်စစ်ဖြစ်လေရဲ့ချက်တက်စာအရွှေမှာပင်စတင်ကမောင်းကိုချစ်ခဲ့တာဖြစ်တော့မောင်းသာကျမရဲ့အချစ်ဦးဖြစ်တယ်လို့အချစ်ဆုံးလည်းဖြစ်တာကိုတော့အခုမှကျမသိလိုက်ရပြီကျမမောင်းကိုချစ်လိုက်ပုံမှာရိုးရိုးလေးနဲ့ပင်စမ်းကြလေရဲ့မြင်မြင်ချင်းစိတ်လှုပ်ရှားကမောင်းက propose လုပ်တော့လက်ခံခဲ့တယ်ချစ်သူဖြစ်တဲ့မောင်းကိုကျမချစ်တာကလွယ်ပြီးမောင်းအကြောင်းသိဖို့ကျမမကြိုးစားခဲ့ အကျွင်းမေယုံကြည်စွာနဲ့ချစ်ခဲ့တာကြောင့်ကျမမောင်ရဲ့နာမည်မောင်ပညာအရေးချင်းမောင်နေအိမ်ကိုရောက်ဝူးတာကလွယ်ပြီးဘာမှမသိမောင်ပေါ်လုံသားတစ်ခုတည်းနဲ့သာကြည်တက်တဲ့ရိုသားမှုပဲလားမိုက်မဲမှုပဲလားလို့ဒီကနေ့အထက်တည်းကျမမခွဲခြားနိုင်ခဲ့မြက်ကန်အချစ်မျိုးထင်ပါတယ်မြက်ကန်အချစ်မျိုးဖြစ်ပေမယ့်နားမကန်တာကြောင့်ရေးစားများတဲ့မောင်ဟာ ကျမတည်းကျမမိဘကုံကိုချစ်ခြင်းလို့ကြာတိလိုက်ရယုံနေ မောင်ခွင့်မလုပ်နိုင်အောင်နာကြီးမုံတီးသွားခဲ့တယ်။အဖြူရောင်တက်တဲ့ကျမနှလုံးသားကမောင်တယောက်ထဲကိုသာပုံပြီးချစ်ခင်ခြင်းဖြစ်တာကြောင့်မောင်နှလုံးသားမောင်ဘဝတစ်ခုလုံးကိုလည်းကျမတအိုးရဲတာမူပိုင်ဖြစ်ချင်ခဲ့တယ်။အဲ့ဒီအချင်းမျိုးကျမမရရှိခဲ့ပါလားလို့သိလိုက်ရတာနဲ့အချက်ကြီးက အမျက်ကြီးထွားခဲ့တယ်။မောင်ကိုဖြေရှင်းခွင့်လုံးဝမပေးဘဲမောင်ကိုချစ်သူပြင်မှာစွန့်လွှတ်ခဲ့။ချစ်ခြင်းမှလည်းလောဘရှိတဲ့ကျမရဲ့အတ္တပဲလားလို့ ကျမကိုကျမမဆန်းစေခဲ့တယ်လို့မောင်ကိုမေးပြောင်းနိုင်ဖို့ကြိုးစားရင်းမှနှလုံးအိမ်မှာတည်လျက်ရှိရင်အမှုပညာပေးစားစေကကျမကို အောင်မြင်တဲ့အဆိုတော်ဘွားရအောင်ပို့ဆောင်ပေးလိုက်တယ်။စိတ်ကိုအားလက်ခွင့်မပေးဘဲအောင်မြင်မှုတက်တန်းအတွန်းချေချဖို့အတွက်ကြိုးပမ်းနေရကြောင်းကျမနှလုံးအိမ်ကို ကျမရဲ့ဝါသနာအလောက်က15နှစ်ကြာအောင်ကြိုးကနိုင်ခဲ့တယ်။ဘလို့ပင်ဆိုစီကမို့ဟာတရနှလုံးအိမ်နဲ့ခံစားမှုစိတ်တင်ပဋိပက္ခချားမှာ အတ်အတက်ဆိုတဲ့ယောဂါဆိုဝင်ရောက်လာချိန်မှာနှလုံးအိမ်မှာတည်ရှိတဲ့အန်ကုန်စိတ်အဆွဲလန်းကပြန်လဲဥမော်လာတယ်။ဒီကားမှာကျမကမောင်ကိုအစာတို့မရနိုင်တဲ့ချစ်ခြင်းနဲ့ချစ်ခဲ့ခြင်းမှလားလို့သိရှိလိုက်ရတယ်လို့ကျမရဲ့နောက်ဆုံးထွက်သက်တဲ့ကျမမောင်ကိုချစ်သွားနိုင်မှာဖြစ်ကြောင်းကိုကောင်းစွာသိရှိလိုက်ခြင်းဖြစ်တယ်။မိဘမောင်နှမဆွေမျိုးတငယ်ချင်းအနုပညာအတိုင်းဝိုင်းဘသူကမှအသိမပေးပဲအိမ်ထဲမှာတိတ်တဆိတ်ထွက်ကော ကားကိုကိုယ်တိုင်မောင်းပြီးကျမချစ်သူပြရှာပုံတော်ခရီးဖွင့်ခဲ့တယ်။အချစ်အားတစ်ခါတည်းရန်ယူသွစီတတ်တယ်ထင်ပါတယ်။နေပေါင်းများစွာကြတဲ့တိုင်အောင်အိမ်မောကြနေခဲ့တယ်။ကာလာနဂါရဲ့ရုပ်တရက်နိုးထလာပုံမျိုးအချစ်ကိုအမျက်တင်နဲ့အစိမ့်မိဝေဒနာနှလုံးသားကြောင့်အိမ်မောကြနေခဲ့ကျမဟာ15နှစ်ကြာကာလမှာနိုးထလာပုံမျိုးဖြစ်ပြီးရောင်တီရောင်တာနဲ့မောင်နေထိုင်ခဲ့ရလမ်းလေးစီကို ရောက်လာခဲ့တယ်။ဖခင်ရဲ့ စီမံကိန်းအင်အားတိုက်ခန်းတဲ့တွေအစီရင်နေနေရာတဲ့တခုကိုရောက်ရှိနေတယ်လို့ပါလားစတိတ်ကကတ်ထားတဲ့ကားမဲကို အသာချပြီးရေဘီမျက်မှန်ကိုမချွတ်ပဲလမ်းဘီကွန်ရဆိုင်ဈေးဆိုင်တွေကိုမောက်လန်းနမည်ပြောပြီးမိသည်ရဲ့ဟုတ်ပါတယ်ဒီလမ်းပါဒါပေမဲ့ဖြတ်သိမ်းပြီးတိုက်ခန်းတွေပေါ်ရောက်သွားပြီးဆိုတော့လဝကရုံမှာလိမ့်စာဟောင်းနဲ့သွားဆောင်ဆိုင်ရင်ရနိုင်ပါတယ်လို့ရီမူနဲ့သူတော်ကြီးရဲ့အဖြစ်ကိုကြားလိုက်ကြတော့ရင်ဝဲဆူဆူရှာရှာနာကျင်သွားတယ် ကျမချစ်သူပြောက်ရှာခြင်းကသမုဒ္ဒရာကျမ်းမြေကိုကြာစင်းထားတဲ့ကြောက်ခဲတလုံးကို ရှာဖွေခြင်းနဲ့အလားတတန်တွန်နေပြီကျမမောင်ကိုချစ်ခဲ့စဉ်က မောင်ဟာတက္ကသိုလ်ကျောင်းသားတာရှိတယ်ရမောင်မိဘနာမည်ကိုပင်မသိရဲ့မောင်အိမ်လေးစာကိုလည်းမသိရဲ့ကျမကတကယ်ကိုပင်ယူသွတ်မိုက်မဲလုံးနဲ့အချစ်ယူမှလေမပတာလက်သိဖြစ်နေပါလားဆောင်တွေကကာမောင်ခွင့်မပြုတ်တခြင်းဆိုခြင်းကိုလည်းမလုပ်ပါနဲ့အောင် စိတ်ကိုအလုံးမပေးပဲနားနေပါအောင်ဆိုတဲ့စကားကိုလေနားမထောင်မိပဲကျမမောင်ကိုရှာဖွေနေမိရဲ့မောင်ကိုမတွေ့နိုင်တဲ့အစုံမောင်နဲ့ကျမချစ်သူဘွားကစတင်တွေ့ဆုံခဲ့တယ်လက်ပတ်ခဲ့နေရဆိုသမျှကို ကားတစ်စီးနဲ့လှက်ပတ်သွားလာကရှာဖွေမိခဲ့တယ်ရေပင်မျက်မှန်အောင်မှာ စီစင်းလာတဲ့ကြေးခွဲစမ်းကြောင်းတွေကိုလည်းမဟန်တာမိငိုပါစီတော့မောင်တွေခွဲခွာကစကြာခဲ့တဲ့မျက်ရည်ကနာကြည့်မှုမျက်ရည်အခုကြာတဲ့မျက်ရည်က မောင်ကိုချစ်လို့တန်းတာလွန်းဆိုပြီးကြားတဲ့မျက်ရည်ဖြစ်တယ်။ဒီမျက်ရည်ဟာကျမဘဝမှာမောင်အတွေ့နောက်ဆုံးကြားတဲ့မျက်ရည်သာဖြစ်တာကြောင့်ကျမတားဆီးပိတ်ပင်ဖို့ပင်မကြိုးစားတော့အံ့ဩစရာကောင်းနေကျမနှလုံးသားအိမ်က မောင်ရဲ့အတိတ်ခြေရာဆိုသမျှကို ပေါ့ရိပ်ထင်ရကမောင်ကိုမြင်တွေ့နေရတယ်။မောင်ဘယ်ရောက်နေရလဲ။အောင်မြင်ကြောကြားနေတဲ့ကျမကိုမောင်ဘာကြောင့်မဆက်သွယ်တာလဲ။မောင်နဲ့ကျမကြားမှာလူမှုရေးစီးချသွားပြီလား။ ဓမ္မမဟုတ် မောင်ကျမကိုခါခါတီးတီးနှာကြီးမုန်းတီးသွားပြီလားချက်ချင်းမှာတရှိနေရဲ့အမြုတ်တီးစိတ်မှာတခုတည်းသာတရှိရဲ့အဲ့ဒီအမြုတ်တီးမှာခွက်လွတ်ခြင်းပဲဖြစ်တယ်မောင်နဲ့ကျမချက်သူကတက္ကသိုလ်ကျောင်းသားကျောင်းသူအနေနဲ့ဆိုတော့မိဘဆွေမျိုးကောင်ရှိရဲ့အတိုင်းဝိုင်းကြီးကျမကိုမောင်ချစ်ချင်းကလည်းအချစ်တသက်သာဖြစ်နိုင်တာကိုအောင်မြင်ကြကြလူသိထင်ရှားဖြစ်တဲ့ကျမကိုမောင်မဆက်သွယ်ခြင်းကလည်းတက်တည်ပြတယ်လို့ဖြစ်နေရဲ့ ဘလိုပင်ဆိုစီကမူမောင်ကျမကိုပါတွဲ့ချစ်ခဲ့ချစ်ခဲ့ကျမမသိကျင်တော့တယ်လို့အရှိလေးမဆိုင်တော့ကျမသိရကကျမနှလုံးသားမှာကျမဟာမောင်တယောက်တည်းကိုသာနှက်ဆိုင်စွာချက်ချင်းဖြစ်ကြောင်းကိုပင်ကျမဘဝကိုကျမပိုင်ဆိုးတဲ့ဒီနေ့တနေ့တာနောက်ဆုံးချိန်တည်းအတိတ်ကမောင်ချီရလေးတွေမှာမောင်ပုံရင်လေးတွေကိုပုံဖော်ရင်းလွတ်လွတ်လပ်လပ်ကိုမောင်နဲ့စိတ်ချင်းစကားပြောတန်းတာကငိုကြွေးပြစ်လိုက်တယ်နေဝင်ချိန်မှာအိမ်ကိုပြန်ခဲ့တယ်မပြန်လို့မဖြစ် မနေ့ပြန်ကျမတွေဘဝတစ်ခုကိုထူထောင်ကြတော့မယ်မနေ့ပြန်မင်းမင်းနဲ့ကျမလက်ထက်ရတော့မှာဖြစ်တာကြောင့်မယ်သူခွဲစိတ်ကိုသားမှုခံယူရတော့မယ်ဝေဒနာခံစားရလွန်လို့လေးတန်ကိုပင်ဟာမပြောနိုင်လားအောင်ဖြစ်နေချိန်မှာမိဘနှစ်ပါးကိုတတိယခြင်းနဲ့အတူနှောင်းကိုပို့ပြီးရောပင် တန်တတတာတွေ့ချင်လာတယ်နှောင်းသူ့နှုတ်ကအာရင်ချင်းနေစွာနဲ့ထွက်ပေါ်လာတဲ့တန်တောင်မှုကို အတွင်းသည့်အစင်သည့်ဖြစ်တယ် တငယ်ချင်းကဂယုနာတော်သားနေမင်းကွာကို့ဘော်ဒီလောက်ဒုက္ခပြီးရဲ့မိန်းမတယောက်ကိုဒီအချိန်ထိတန်းတားနေရောမယ်လားပြောပြီးတော့တငယ်ချင်းရဲ့ချစ်ချင်းမှာတာချင်းနာချင်းမှာမရှိလေပဲချစ်ချင်းဆိုတာသူ့ဘာသာသူဆိုရင် အင်မတန်တိမ်မွေ့နူးညံ့ပြီးအချစ်ဆိုတာဖြစ်ပေါ်လာတာပါဒါကိုလူပီးရဲ့စိတ်ကလောဘဒေါသတန်တရားတွေနဲ့အယောင်ဆိုးကြလို့သာချစ်ချင်းမှာပြောင်းလဲခြင်းတွေဖြစ်ပေါ်လာတာပါနောက်မှမဟုတ် ချက်တန်းကစားသွားလဲမောင်ခွင့်လို့နိုင်ပါတယ်။နှောင်းမောင်ချက်တာကိုချက်လွန်လို့မောင်ကိုရက်ဆက်စွာအကြောင်းပြချက်တဆုံတရာမပေးပဲစွန့်ခွာသွားတယ်နှောင်း။မောင်ရဲ့ဆက်သွယ်မှုတွေကိုလက်မခံပဲစိန်ကားစွာဖျက်တောက်ခဲ့တဲ့နှောင်းရဲ့ဥပက္ခဇင်းတွေရဲ့တန့်ကိုမောင်မခံနိုင်လို့လို့ဂျပန်နိုင်ငံကိုတငယ်ချင်းနဲ့တူစွန့်စားထွက်ခွာခဲ့ပြီးခန္ဓာကိုယ်ရောစိတ်ပါမနာတန်တရဆက်အလုပ်တွေလုပ်ခဲ့ရမှာနောက်ဆုံးသွေးဟန်ပြီးတော့ဈေးရုံရောက်တော့မှအသေးကျွမ်းလောင်နေပြီတဲ့ မင်းရတာတန်းတာနေသူကတော့မနဲ့ပြန်စီတိုနာဟိုတယ်မှာအစိုးတော်မင်းဖောက်ကန်တယ်လက်ထက်တော့မဲ့တဲ့ဇာနယ်ထဲမှာပလာပြီမင်းဆွဲလက်နေလေအလကပဲမင်းခေါင်းထဲကနှလုံးသားထဲကထုတ်ပြလိုက်တော့နှလုံးသားထဲကတခုတည်းချစ်ကိုထုတ်ပြလို့ရနိုင်ကောင်းနေတယ်လားယောက်ျားတယ်မဲ့ကြဆင်းလာတဲ့မျက်ရည်ဟာမောင်နှလုံးသားကသွေးချင်းရှင်မှာနှောင်းမောင်တားစီလို့မရနိုင်ဘူးဝိရဏသေးလူမျိုးပါအချိန်မှတော့ နှောင်းကိုပဲမောင်ချင်းမြန်တို့စွာတန်းတာသွားပြစီတော့နှောင်းရဲ့ညအိမ်မက်မက်တယ်မောင်ရောက်လာတယ်တဲ့အဲ့ရမှာနိုးထတာချင်းကျမရင်နေကြည်နူးပျော်ရွှင်နေမိပေမဲ့စက္ကန့်တန်လေးရွေရှားခြင်းနဲ့အတူမိကဲမမီဆန်က ကျမကိုစနိုးဝိုင်မင်းသမီးလိုလှပနေအောင်ချေမုံပြစင်နေရောမှာအော်မမီနဲ့လက်ထပ်ဖို့အချိန်နှေးကက်လာပြီရောအဲ့လိုလက်ရှိချင်းဒီကိုတုံ့တက်မိလိုက်တာနဲ့ရွှေမမောဟိုက်လာတယ် အေးသူတို့သမီးကလည်းရက်ခုနေမို့အစ်နေတာအလာမှာဆိုလို့မှောက်အိတ်ထားလားညီအသားကြီးကလည်းအေးဆက်လို့သူတို့သမီးတွေရဲ့စိတ်လုံရှားတုန်လှုပ်မှုလားရှင်ကောင်းမှုလားအေးမိကန်မမီစံဘာရီပြောပြောကျမမတုံ့ပြန်နိုင်အသက်ရှူလို့ပင်မဝကျင်တော့ခြေပြားလက်ပြားတွေအေးဆက်ထုံကျန်လာတယ်မင်္ဂလာခန်းမာတဲ့ကိုမင်းမင်းလက်ကိုချိတ်တွဲပြီးဝင်သွားတော့လေကျမချီးထောက်တာပဲကျမ်းပြင်းနဲ့ထိတွေ့ခြင်းရှိမရှိကိုကျမမသိရောဘူး အတင်းကတံပတ်ပေးစက်ရုံလေးတရုံနဲ့အလိုက်တင်လှုပ်ရှားရင်စင်းမြင့်ထက်မှထိုင်နေစဉ်ဗိသိက်ဆရာကလည်းမင်္ဂလာဩဝါစာကိုအတန်ကြားနေတယ်။အဲ့ချိန်မှာကျမနားစီကိုခေါ်တန်တက်တဲ့ရိုက်ခတ်လာတယ်။နှောင်းနဲ့မောက်ခေါ်တန်ကျမမြုံအစုံကကြင်ဝန်းလာတယ်။မောင်ရောက်လာပြီလား။ခန်းမအတွင်ရှာခွေမိတယ်။ဟမ်မောင်ကျမအန်ဟာတင်လွန်လာကြောင်းအတန်မင်းထွက်သွားတယ်။ မင်းမင်းကြားသွားပြီလားလို့အထိတ်တလန့်ငယ်ဆောင်ကြည့်မိလိုက်တယ်။မင်းမင်းကလှုပ်ရှားမှုပြတာကြောင့်တော်ပါသေးရဲ့။မင်းမင်းမကြားလို့ဟင်။မောင်ဝေးလာတာဘယ်သူမှမတွေ့ကြဘူးလား။မောင်ကိုနေရာပေးကြလိလို့စိတ်ထဲကလှမ်းပြောနေမိရဲ့။အိုး။မောင်နေရာကကျမရဲ့လက်ရာပေးကမင်းမင်းနေရာပဲဖြစ်တင်တာပါ။မောင်ဘယ်သူမှမကြုံရင် ကျမပဲစီးကြိုလိုက်တော့မယ်။မင်းမင်းနေရာမှာမောင်ထိုင်ခွင့်မရနိုင်ဘူးဆိုရင် ကျမမောင်းလက်ကိုတွဲထားပြီးမိုးအစုံမြေအနှက်ရှောက်သွားပြစ်လိုက်တော့မယ်လို့ဆုံးဖြတ်ပြီးကျမထိုင်နေရမှာဆက်ကနေထားလိုက်တယ်။မောင်းမောင်းမျက်နှာပြုံးရှင်သွားပြီးကျမထန်ပြေးလာတယ်မောင်း။အိုးစင်ဘောကပြေးဆင်းသွားတယ်ကျမကိုမင်းမရလဲမတားဘယ်သူမှလည်းမတားကြပါလား။ပရိသတ်တွေကလေဩဘာစာဖတ်ကြနေရဲ့ဘေးဒီဆိုင်အတန်နဲ့အာယုံနှစ်ထားကြလို့လားမသိနိုင်။ကျမမောက်တယ်ပြေးသွားမှုကိုဟန်တာမဲ့သူမရှိသေး။ မောင်နှောင်းမောင်နဲ့ကျမစုံစည်းမိကြပြီမောင်လည်းကိုတွေ့ချေကခဲမာရီမှာကျမတို့ပြေးထွေရင်ခဲမအဝါအရှောင်းမှာမိမိအပါဝင်ကျမကိုဟန်တာခြင်းမရှိရဲ့မိဘဆွေမျိုးတငယ်ချင်း every day ဟူသည်များကိုကျေးဇူးတင်တဲ့အနေနဲ့ကျမလှည့်ကြည့်လိုက်မိရဲ့တပြိုင်နက်ဟင်ကျမအလွန်မင်းအားအတင်သွားရတယ်တို့တော့ဒါမင်းဖုံးကန်ပြီးမှတို့တမိကျမတယောက်ရှိနေပါသေးလား အောင်မြင်ကြောကြားတဲ့အမှုပညာရှင်တွေရဲ့နှလုံးအိမ်ဝဲအငုံစိတ်ကိုစီရှိကြလေရဲ့ထင်ပါတယ်။တက္ကသိုလ်ရဲ့အဲ့ဒီငုံစိတ်ကသူတို့ရဲ့အောင်မြင်ကြောကြားမှုကိုတွန်းအားပေးလှုံ့ဆော်နိုင်စွမ်းရှိတယ်လို့တက္ကသိုလ်မှာလည်းသူတို့ရဲ့ဝိညာဉ်စိတ်ကိုစိုးမိုးချုပ်ကန်ချဲ့လေနိုင်စွမ်းရှိလေရောတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူများပလဲခင်ရှိတာထားတယ်။ရှင်ခွဲမြုံဆိုရယ်ဝိတုတ္တဇလန်လေးကတော့ဒီမှာနေပြပါပြီ။ နောက်ထပ်ဇာတ်လမ်းကောင်းများစွာကိုနားဆင်ကြည့်နေဆိုရင်တော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။